ဒီကနေ့ဆက်လက်တင်ဆက်ပေးခြင်းတဲ့သတင်းဆောင်ပါတစ်ပုဒ်ကတော့ရန်သူလဲမျိုးနင်းမိဂျိမ်းမှာ မလွတ်မိစေနဲ့ဆိုတဲ့ဆောင်ပါတစ်ပုဒ်ပဲဖြစ်ပါတယ်။ US နဲ့နိုင်ငံတကာမျက်စီတဲ့ညှောက်ဝင်နေတဲ့ထိုင်းမြန်မာတောင်ပိုင်းနယ်စပ်တလျှောက် BGF or KNA ရဲ့ကြားဖြန့်လုပ်ငန်းကိုအကြမ်းဖက်စစ်တပ်ကဝင်ရှင်းတဲ့ရှင်းတဲ့နေရာဟာမြောက်ရီတောင်ပိုင်းမေရော်တလီမှာရှိတဲ့ KK ပတ်ထဲကစိုက်နှစ်ခုကိုဝင်စီးတာပါ။ ကြားဖြန့်တဲ့ဆိုင်နာဆိုလို့ဘာအထောက်ထားသဲလွန်ဇမမရပဲစတာလင်ဇက်အလုံး30တာဖမ်းဆီးမိတယ်လို့ဆိုတာဆိုတာပါပဲ KNU တပ်မှ6ထိန်းချုပ်မှုအောက်မှာရှိနေတဲ့မဲတော်သလင်းမှာရှိတဲ့ KK ပတ်ကိုဝင်စီးမိတာ KNU လုံနေပါတယ်ဆိုတဲ့တက်တဲ့အထောက်ထားမရပဲစတာလင်ဇက်တွေကဖမ်းပြခဲ့ပါတယ်တကယ်တော့မဲတော်သလင်းမှာရှိတဲ့ KK ပတ်ကြားဖြန့်လုပ်ငန်းကို BGF ကဘူချစ်သူလက်ယုံး နိုင်မောင်စောတင်ဝင်းနဲ့မုတ်တုံတို့သာဥဆောင်လုံနေပြီး DKB ကအခကျင်းငွေယူလုံကြုံကြီးလုတ်ပေးနေတာပါ ပြောရမယ်ဆို KK ပတ်ကအသေးအမွှားသာဖြစ်ပါတယ်တကယ်တော့နမဆိုးနဲ့ကြောချနေတဲ့ပင်မကြားဖြန့်လုပ်ငန်းကိုအကျန်းဖတ်စစ်တက်ရှင်းကျင်ရင်ဧက3000ကျော်မှာကြားဖြန့်အကြီးအကျယ်လုပ်နေတဲ့ရွှေကုတ်ကိုမြို့တစ်ကိုဝင်စည်းတာနဲ့ကြားဖြန့်ရေတောင်းမြစ်ကြီးကိုတူးထုံနိုင်မှာပါ ဒါပေမဲ့မတူးထုတ်ရဲပါဘူးတကယ်တမ်းညောင်မြင့်တူးလာတဲ့ပုတ်တင်ဥတွေပေါ်မယ်ဆိုတာဒင်းတို့ကောင်းကောင်းသိပါတယ်ဖာကောင်းဥဆောင်တဲ့ပြည်ထစားနှိမ်နင်းရေးလုပ်ငန်းအယောင်ပြလုပ်နေတယ်လို့ဒီမြေရောက်စီးပွားရေးလုပ်ငန်းကိုတကယ်တမ်းလုပ်နေသူကကြက်ပြေးကစစ်ဘူဂျုတ်တွေနဲ့ထိုင်းဘက်ကစစ်ဘူဂျုတ်တွေအထက်လွတ်တော်အမတ်တွေခရိုနီတွေမိုနိုပိုလိုက်လောက်ထားတဲ့ deck site ဘက်ချမ်းကစီးပွားရေးလုပ်ငန်းတွေပါပဲ။ ဘူချစ်သူရဲ့ BGF အကာအကွယ်ပေးမှုအောက်မှာတရုတ်အွန်လိုင်းကြားဖြန့်လုပ်ငန်းတွေအွန်လိုင်းကက်ဆီနိုဂိမ်းတွေအပြင်မူရစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးရေးနဲ့ကိုရင်းအင်္ဂါရောင်းဝယ်ရေးလုပ်ငန်းစတဲ့မြောက်ဆေးဝါးရေးလုပ်ငန်းဟာကြီးထွားရင်ကြီးထွားသလောက်ဒေါ်လာ3.8ဘီလီယံထိကြီးထွားလာပြီးတော့ BGF KNA ကစောက်ရှောက်ကာကွယ်ပေးကြတယ် ေါ်လာတန်း980ကျော် အနည်းဆုံးရရှိပါတယ်။အနောက်အစုနဲ့နိုင်ငံတကာဖိအားကြောင့်သာခိတ္တငြိမ်နေပေမဲ့အခြေအနေအေးသွားရင်မင်းအောင်လှိုင်ရောဘူချစ်သူပါဝင်ငွေအမျက်ကျန်းတဲ့ကြားဖြန့်ကိုဆက်လုပ်မှာပါပဲ။ဂျမ်ဖတ်သမားမင်းအောင်လှိုင်ရနိုင်ငံတကာဖိအားကြောင့် BGF ရဲ့ကြားဖြန့်ကိုရှင်းမယ်ဆိုရင်ဘူချစ်သူကမင်းအောင်လိုင်းကို နောက်ကျောဓာပြန်ထိုးมาပါပဲတောင်ပိုင်းမှာမင်းအောင်လိုင်းလက်ကင်လုတ်လုတ်ပေးရတဲ့ BGF DKBA သာမင်းအောင်လိုင်းနဲ့ခွာပြေးရင်တော်လန်ရေးအဖွဲ့တွေအုပ်စည်းမိသွားရင်အကြမ်းဖက်သမားမင်းအောင်လိုင်းနားကားမှာပါဒါကြောင့်မင်းအောင်လိုင်းဟာဘူချစ်သူကိုလွတ်ပေးထားရတာပါပဲကြားဖြန့်မှာမလုတ်ရရင်အထယ်ကြီးပြက် BGF လဲတခြားလုတ်မစားတတ်တော့ပါဘူး အရင်နေဆက်ကုံတွယ်ကြီးစက်ကြီးမောင်ခူရောင်ဝင်နဲ့မတင်းတိန်နိုင်တော့ပါဘူးတောင်ပိုင်းဟာတပုတ်ဦးလူဖြစ်နေတာ ကြားပါပြီကြားတဲ့အထိနာတာခြေဆိုင်ထားတဲ့ KNU နဲ့ချိတ်ပြီးစစ်စင်ကြီးလုံနေရတဲ့ PDF အဖွဲ့တွေပါပဲတောင်ပိုင်းတော်လန်ကြီး stagnation ဖြစ်ပြီးခရီးမပေါက်တော့ပဲတယောကြီးခိုင်းနေရတဲ့အဖြစ်မျိုးရောက်နေပါတယ်စိတ်ကောင်းချိတ်ခွေးသားရောင်းသူတက်ဆူရှင်းနေပါတယ် ယူအဆိုရက အောက်တိုဘာ14ရက်မှာဒေါ်လာ14ဘီလီယံတန် digital bitcoin ကိုတင်စီပြီးဗီဒိန်နဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံသားခံယူထားတဲ့ Chantry ကိုနှီးရောက်မြို့မှာတရားစွဲလိုက်ပါတယ်။ဒါဟာတမိုင်းမှာအကြီးမားဆုံးဗန္နာရေးနှိမ်နှင်းတင်စီမှုဖြစ်ပြီးတော့ bitcoin ပေါင်း129.8ကို အမေရိကန်အစိုးရတင်စီလိုက်တာပါပဲ။ ဘစ်ကွိုင်ပေါင်း3,000 8,921ကိုအမေရိကန်ဆိုးရသိမ်းဆီးလိုက်တာပါပဲဒါတွေကကြားဖြတ်နဲ့ပတ်သက်တဲ့အထောက်အထားဖြစ်တာလဲပါသလိုအဲ့ဒီနေ့တရက်ထဲမှာပဲကိုကန့်ခေါင်းဆောင်ဖြစ်တဲ့ဝီဆန်းကလည်းကိုကန့်ဒေသမှာကြားဖြတ်ကိစ္စတွေဟာမြန်မာအကြမ်းဖက်စစ်ခေါင်းဆောင်တွေအလူကျလိုက်လုတာပါဆိုပြီးတရုတ်တရားရုံးကထွက်ဆိုချက်ကိုတရုတ်ရုပ်သံလိုင်း CCTV ကအချိန်ကြိုက် ထောက်လွှင့်မှုကလည်းတောင်ရင်မြစ်ကမ်းနှစ်ဖူးကကြားဖြန့်လုပ်ငန်းတွေအတွက်စောက်တီးရမရတော့ပါဘူး US တမရထရန့်ကလည်းလာမယ့်အာဆီယံထိပ်သီးစည်းဝေးကိုတက်ရောက်ဖို့ရှိနေတယ်လို့တရုတ်နဲ့လည်းတင်းမာနေတဲ့အနေအထားရောက်နေပါတယ်မြန်မာဘက်မှာအကြောင်းမျိုးမျိုးနဲ့အုံပြုတ်နေတဲ့အထူးသဖြင့်ကြားဖြန့်လုပ်ငန်းမှာတုံးနေတဲ့ Starlink ကိုပိတ်သိမ်းဖို့အောက်တိုဘာလပထမရက်သတ္တပတ်မှာစပြီးဖြတ်တောက်နေပါတယ် ဘီလရုစ်မော်ဒယ်ဗာရာခရက်ဆိုဗာထိုင်းမြန်မာနယ်စပ်မှာကြားဖြန့်စကမ်မာအဖြစ်အတမလောက်ကင်ခံရပြီးအောက်တိုဘာအစမှာမိသားစုနဲ့အဆက်အသွယ်ပြတ်တောက်သွားပါတယ်ဒေါ်လာ9သိန်းတန်းမှပြန်မရွေးရင်တတ်ပြစ်မယ်ဆိုပြီးမက်ဆေ့ပို့အပြီးကိုရင်းအင်ကရောင်းစားပြီးကြံတဲ့အစိတ်အပိုင်းကိုမီးရှို့လိုက်ပြီလို့အကြောင်းကြားပါတယ်ဒီလိုနာမည်ဆိုးအကြိမ်ကြိမ်ထွက်လာပြီးနောက်မှာ US နဲ့နိုင်ငံတကာပါ ရွှေကုတ်ကိုကိုတာဂက်ထားလာပါတယ်ကရီဗီယံပင်လယ်ထဲမှာဗင်နီဇွဲလာကိုမူးယစ်စစ်ပွဲဆင်နွှဲတဲ့ထရန့်ကရွှေကုတ်ကိုမှာနှော်ဖို့ရှိနေတယ်လို့နိုင်ငံတကာအရေးသုံးသပ်သူတွေထောက်ပြနေကြပါတယ်အာဆီယံစည်းဝေးတက်ဖို့ရှိပြီးတော့အကြံဖတ်သမားမင်းအောင်လှိုင်ကလည်းအာဆီယံတက်မယ်ဆိုပြီးစစ်ကောင်စီဘက်ကကြီးညာပါတယ် မလေးရှားဘက်ကအကျဉ်းဖက်သမားမင်းအောင်လိုင်ကိုတက်ခွင့်မပြုဘူးဆိုပြီးတောက်ရှက်မရှိတဲ့ကောင်ရဲ့မျက်နှာကိုဒဲဖြုတ်ပါတယ်။အနာသိစစ်ကောင်စီ အပိုင်းလိုက်ရွေးကောက်ပွဲလှုပ်လှုပ် နိုင်ငံတကာကမြန်မာပြည်သူလူထုကိုမတိကျိုးကျွံပြုပြုအလုတ်အလုတ်အကန်ရှားပါပြီးစီဝါရေးအကျက်တဲဖြစ်ပြီးအငတ်ပြီးစိုက်နေတဲ့မြန်မာပြည်သူလူထုအတွက်တော်လန်ကြီးကအကောင်းဘက်ကို ရွေ့နေဖို့လိုပါတယ်။ KNU KNL ဒီ ဒုစစ်ဦးစီးချုပ်ဒုတိယဘူချုပ်ကြီးဘောကျော်ဟဲပြောတယ်မဟာမိတ်တပ်ပေါင်းစုထွက်ပေါ်လာမယ်ဆိုရင်လဲထွက်လာပါတော့အပြောထက်လက်တွေ့ကြဖို့လိုပါတယ်မြေပြင်မှာလှုပ်ဖြစ်ဖို့လိုပါတယ်အေးဆိုရင်ခြေတန်းလုံပြီးနှဲ့ရကန်ပြူဟာဂုံးကို အပီးတက်တမနေချိန်မှာအလုံးစုံတိမ့်ဖို့အနည်းငယ်ကြံသေးတယ်ဆိုပြီးတိုက်ပွဲတည်င်းကိုအမှန်တိုင်းထုတ်ပြန်ပါတယ်ဒီလိုထုတ်ပြန်ပြီးဆိုမကြာမီ တထစ်ချသိမ့်မယ်ဆိုတာနိုင်ငံကံပြူအားပြီးရင် ရှစ်ဆက်မကွေး PDF တွင်နဲ့မာမိတ်တပ်ပေါင်းစုဖွဲ့မယ်ဆိုတဲ့အတန်ထွက်လာပြီးဒါကစစ်ကောင်စီအတွက်အရေးကြီးတဲ့ကပ္ပစစက်ယုံတွေငှက်ဖြားဝင်ပြီးတာမှတ်ပြီးတော့အနောက်နဲ့မြောက်ဘက် EU စကားသံတွေထုတ်ပြန်ချက်တွေကတက်ရောက်မှုကြီးတယ်လို့မာမိတ် PDF တွေအတွက်တော်လန်ကြီးအားစေးတိုက်ကြွေးတယ်လို့ဖြစ်စေတာအမှန်ဖြစ်ပြီးမကွေးပကူ AR နဲ့ စကိုင်းတိုင်းဘက်ကတော်လန်ကြီးအင်အားစုတွေအတွက်တက်လှန့်သန်းတွေပါပဲတော်လန်ကြီးကအောင်မြင်ဖို့ဥတီချိန်မှာကျွန်တော်တို့တွေတိထားရမှာကအဓိကနဲ့တာမညကိုခွဲခြားတတ်ဖို့ပါပဲပြင်မှတ်ကိုတက်တက်ထီးဖို့ပါပဲရန်သူဘက်ကနောက်ကွယ်ကျိုးကင်နေသူတွေထောက်လန်းကြီးအဖွဲ့အစည်းတွေစိုက်ဝါပရိုပဂန်ဒါလုပ်နေတဲ့အဖွဲ့တွေက၎င်းတို့လှုပ်ထားတဲ့အမှားတွေအတွက် ထိုးကျွေးမဲ့သူရှာပြီးဥတီချက်ပြစ်မှတ်တွေကိုလမ်းလွဲအောင်လုပ်တတ်တယ်ဆိုတာမမေ့ပါနဲ့ကလင်ကကြစ်လုပ်ပြီးဆင်းလဲတဲ့နေရာမှာမြေခွေးကြားမိကြောင်းစတဲ့သုံးမျိုးပေါင်းအုံနောက်ထက်ဆရာကြတဲ့ကောင်းတွေပါတူးထက်ဖို့သာမတွေးတတ်တာဖြက်စည်းတဲ့ရုံမာတဲ့ကောက်ကျစ်တဲ့နေရာမှာ노တူနှစ်ယောက်မရှိတဲ့ကောင်းတွေပါထိုင်းမြန်မာနယ်စပ်တောင်ရင်းမြစ်ကမ်းကအဓိက ကြားဖြန့်ခေါင်းဆောင်ဆိုတာမင်းအောင်လိုင်နဲ့ဘူချစ်သူပါပဲဒီနှကောင်ကို ရှင်းနိုင်ရင်ကြားဖြန့်ဂိုင်းလဲပြူပြီလို့သာမှတ်ထားတော့ကိုအားနဲ့မတက်နိုင်ရင် နိုင်ငံတကာနစ်နာသူတွေကို ဖော်ထုတ်ပြီးတတ်ဆိုင်ရာနိုင်ငံတွေကို အလက်ကလုတ်ပြီးဇက်ဆုံခင်းပြဖို့ဒီဒီကြကြတင်ပြဖို့သာ လုပ်ပါရန်သူလဲမျိုးနင်းမိချိန်မှာဘတော်မှ မလွတ်မိပါစေနဲ့ ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်